ကြက်သိန်းထားစရာကောင်းခဲ့တဲ့ Chatri ရဲ့ online and send အတွက်ကျေးဇူးတင်စကားဒီလိုကြပြန်တော့လေ Chatri ဟာတိတ်ကိုချစ်စရာကောင်းတဲ့လူသားကြီးပါလားဆိုပြီးရင်းနှီးကနေလိုက်လိုက်လေးလေးကျေးဇူးတင်မိပါသေးတယ်သူအနေနဲ့စိတ်ထဲကပါတီဖြစ်စေမပါတီဖြစ်စေတခြားသောနိုင်ငံတစ်ခုမှာမြန်မာနိုင်ငံသားတွေရဲ့စိတ်အားထက်သန်မှုကချင်သားကြီး online and send ပေါ်ဘလောက်ထိအလေးထားလဲဆိုတာတွေကိုဂျပန်နိုင်ငံမှာရှိတဲ့ဒိုဂျိုမျိုးကတန်းစကားကျိုးဝိုင်းတွေကနေပြောကြားသွားခဲ့တာဖြစ်ပါလိမ့် ကချင်သားကြီးပေါ်သူဘလောက်ထိအလေးထားလဲဆိုတာကိုလည်းပဲအွန်လိုင်းအစံပြောခဲ့ပြတဲ့စကားတစ်ခုကိုပြန်လည်ကပြောကြားသွားတဲ့အထိပါပဲကချင်သားကြီးပြောစကားကိုလည်းသူ့အနေနဲ့မမေ့သလိုသဘောကျဆုံးအကြိုက်ဆုံးစကားတစ်ခုအဖြစ်မှတ်မှတ်ရရဖြစ်နေခဲ့တယ်ဆိုတာကိုပြီးခဲ့တဲ့နေ့ကရှင်ပြိုင်သွားတဲ့1173ပြိုင်ပွဲမှာပြောကြားသွားခဲ့တာဖြစ်ပေါ်ပြီးမြန်မာပြည်သက်တွေအတွက်ဂန်နဝင်တယောက်ဖြစ်တယ်လို့လူငယ်တိုင်းဖိုက်တာတိုင်းလေးစားအတူယူရလောက်တဲ့အထိဖိုက်တာကြီးဖြစ်တဲ့အွန်လိုင်းအန်ဆန်ဟာ ဖိုက်တာပွဲကနေအားယူပြီးတဲ့နောက်ဝမ်ချမ်ပီယံရှစ်ဘက်ကနေဂန်နိုရဲ့ဆုတစ်ခုဖြစ်တဲ့ Hall of Fame ဆုကိုပြန်လည်ပေးအပ်သွားခဲ့တာဖြစ်ပါတယ်။1173ပြိုင်ပွဲဖြစ်ရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာဖိုက်တာတယောက်ဖြစ်ပါဝင်လာခဲ့ခြင်းမရှိတော့ပေမယ့်တန်စကားဂျိုးဝိုင်းအတွင်းကိုပြန်လည်မြင်တွေ့ခဲ့ရတာဟာမြန်မာပရိသတ်တွေအတွက်သူ့ကိုချစ်တဲ့ပရိသတ်တွေအတွက်တော့တကယ်ကိုဝမ်းသာစရာကြည်နူးစရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုမြင်တွေ့ခဲ့ကြရတာဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးကချင်သားကြီးကဂျိုးဝိုင်းအတွင်းဝင်ရောက်တဲ့အချိန်မှလေးပဲသူ့ရဲ့ဖိုက်တာဘွားတို့ကအတိုင်းပဲ ဂျိုဝိုင်းပေါင်နာမှာဒူးထောက်လိုက်ပြီးဂျမ်းမြင့်ကိုလမ်းထဲပုတ်ကဝင်ရောက်လာခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါသည်။သူကသူဖိုင်တာတယောက်ဖြစ်ဝင်ရောက်လာတာမဟုတ်ဘူးဆိုတာတိလီယန်နဲ့လှုပ်တာလား။ဒါမှမဟုတ်ဂျိုဝိုင်းတွင်းမှာပဲသူ့ရဲ့ပြိုင်မဲတယောက်ကိုအလဲထိုးရတော့မယ်ဆိုတဲ့စိတ်ဝင်ပြီးပုတ်ပြတာလားဆိုတာကိုတော့ကချင်သားကြီးကိုယ်တိုင်ပဲသိပါလိမ့်မယ်။ဒါဟာကချင်သားကြီးရဲ့ဂျိုဝိုင်းတွင်းကိုဆက်ဆဝင်တဲ့အချိန်တိုင်းပြုလုပ်လေးရှိတဲ့အရာတစ်ခုလို့ဆိုရမှာဖြစ်ပြီးဒီပြုမှုကိုမြင်ခဲ့ရတဲ့မြန်မာပြည်သက်တွေအတွက်တော့အတိတ်ကိုပြန်ပြီးတော့လွမ်းမိုးစရာဖြစ်သွားခဲ့ကြတယ်လို့ပဲဆိုကြပါမယ်။ Hall of Fame ဆုကိုရယူပြီးသွားတဲ့အခါမှာလေကချင်သားကြီးကသူ့အနေနဲ့ဂျိုးဝိုင်းအတွင်းကိုပြန်လည်ဝင်ရောက်လာအောင်မှာဖြစ်တယ်ဆိုပြီးပြောသွားခဲ့ပါသေးတယ်။ဒါပေမဲ့ Fighter တယောက်ဖြစ်မဟုတ်ဘဲမျိုးဆက်တစ်တွေနဲ့အတူတူပြန်လည်ရောက်ရှိလာမှာဖြစ်တယ်လို့အဲ့ဒီမျိုးဆက်တစ်တွေကလေသူ့ထပ်ပို့ပြီးကောင်းပါလိမ့်မယ်ဆိုပြီးကချင်သားကြီးကပြောသွားခဲ့တာဖြစ်ပါလိမ့်။ကချင်သားကြီးကို Hall of Fame ဆုရှိမြင်ပြီးသွားတဲ့အချိန်မှာ Chatry ကအခုလိုချီးကျူးစကားပြောသွားခဲ့ပါသည်။အောင်လိုင်းဆန်းကိုကမ္ဘာအကြီးအကျယ်ဆုံးဂုံတူးဆောင်ဆန်ထားတဲ့သူများစုကိုဂုံပြူချီးမြှင့်လိုက်ပါသည်။ အွန်လိုင်းဆန်ကကိုခိုင်ပညာတိုင်းပေါင်းစုံတမိုင်းတခြားမှာထာဝရဆွဲထင်နေမဲ့သူပဲဖြစ်ပါလိမ့်။အားလုံးအွန်လိုင်းဆန်တို့ကလက်ခုပ်အော်ပါတီးပေးကြပါဦး။သူတိုက်ခိုက်ခဲ့တဲ့အချိန်သူမြန်မာပြည်မှာတိုက်ခိုက်ပြီးကမ္ဘာချန်ပီယံဆုကိုဆုခူးခဲ့တဲ့အချိန်ကမ္ဘာပေါ်မှာအကြီးအကျယ်ဆုံးကမ္ဘာချန်ပီယံမြန်မာနိုင်ငံသားတန်း60လုံးတနိုင်ငံလုံးကလူဦးရေအားလုံးဟာအွန်လိုင်းဆန်အနိုင်ရတာကိုကြီးရှုခဲ့ကြပါလိမ့်။အွန်လိုင်းအဆန်းကကမ္ဘာချန်ပီယံဖြစ်ပြီးတဲ့အချိန်ကျွန်တော်အကြိုက်ဆုံးအမှတ်အရဆုံးအမှတ်တရတွေကတစ်ခုကတော့ သူကျိုးဝိုင်းထဲမှာထိုင်ပြီးမြန်မာတနိုင်ငံလုံးကိုရည်ညွှန်းပြောခဲ့တဲ့စကားဖြစ်ပေါ်ပြီးသူကပြောတယ်မြန်မာမြန်မာကျွန်တော်မတမ်းပါဘူးမရဲရင်ဘူးမတော်ဘူးဒါပေမဲ့ခင်ဗျားတို့မြန်မာတွေရှိရင်တော့ကျွန်တော်ကမ္ဘာချန်ပီယံဖြစ်နိုင်မှာလေဆိုပြီးပြောသွားခဲ့တာပါသူရဲ့စကားနဲ့တနိုင်ငံလုံးကိုမီးမွေးလိုက်တယ်လို့ပါပြီတန်း60သောပြည်သူတွေမြန်မာသမိုင်းမှာအကြီးအကျယ်ဆုံးစူပါစတာဖြစ်ပေါ်ပြီးမင်းလုတ်ပေးခဲ့တာဒီအားလုံးအတွက်ကျေးဇူးတကယ်တင်ပါတယ်မင်းကကိုကံပညာတိုင်းပေါင်းစုံကိုအမြင့်ဆုံးမှာကိုစားပြုပါတယ် ဂျိုဝိုင်းတွင်းမှာရောဂျိုဝိုင်းပြင်မှာပါငါတို့မြန်နိုတဲ့ကိုခံပညာရဲ့တန်မိုးတွေကိုမင်းကိုစားပြုပါရီနှလုံးသားရဲ့အနက်ဆိုင်ဆုံးကနေဂျေဇုတင်ပါရီဂျေဇုတင်လို့လို့ဘာပြောရမှန်းတော့မသိတော့ပါဘူးမင်းဟာတကယ်ကဘာပေါ်မှာအကြီးကျယ်ဆုံးသောသူရဲကောင်းတူပါဂျေဇုတင်ပါရီညီလေးဆိုပြီးတော့ဂျေဇုတင်ဂုံပြူစကားပြောကြားသွားခဲ့တာဖြစ်ပါရီ